ထိုင်းနိုင်ငံမှာအခုနှစ်အတွင်းကိုဗစ်ရောဂါကြောင့်သေဆုံးသူ80ဦးရှိလာပြီလို့ The Nation သတင်းဌာနရဲ့ဖော်ပြချက်အရသိရပါတယ်။ဂျွန်လ3ရက်မှာထိုင်းရဲ့ရောဂါထိန်းချုပ်ရေးဌာန DDC ကကိုဗစ်ကူးစက်မှုနဲ့ပတ်သက်တဲ့အချက်အလက်တွေထုတ်ပြန်ခဲ့ရမှာဂျွန်လ1ရက်နဲ့2ရက်2ရက်တာကာလအတွင်းကူးစက်လူနာ2,694ဦးတိုးလာခဲ့တယ်လို့သိရပါတယ်။ဂျွန်လ2ရက်နေ့က1,192ဦးတွေ့ရှိခဲ့ရမှာ6,304ဦးဟာဆေးရုံတက်စရာမလိုပေမဲ့ 888ဦးကတော့အခြေအနေပြင်းထန်လို့စေယုံတက်ခဲ့ရပြီးတဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစီးရင်နေမတိုင်ခင်မေလ29ရက်နေ့ DTC ရဲ့စီးရင်နေမှာတော့ထိုင်းမှာ2025ခုနှစ်အတွင်းကိုဗစ်ကူးစက်ခံရသူ3,200,3300တဦးရှိခဲ့ပြီး69ဦးသေဆုံးခဲ့တယ်လို့ဖော်ပြထားပါတယ်။ထိုင်းစေဝါဌာနညွှန်ကြားရေးမှူးဒေါက်တာတာဝီစင်ကအခုနှစ်မှာမိုးရသည့်ဆော့ဆော့ဝင်ရောက်တော့ပြီးတော့အကြောင်းတွေပြန်မိဖွင့်လာတဲ့ကြောင့်ကူးစက်နှုန်းပိုတိုးလာနိုင်ကြောင်းမှတ်ချက်ပေးခဲ့ပါတယ်။ နောက်ပြီးလက်ရှိကာလဟာရာသီပေါ်တုတ်ခွေဖြစ်ပွားသောမြင့်တက်တဲ့အချိန်နဲ့လည်းတိုက်ဆိုင်နေရသောကိုဗစ်နဲ့တုတ်ခွေလူနာတွေကြောင့်ရောဂါလက္ခဏာတွေရောထွေးနေတာမျိုးတွေဖြစ်နိုင်တယ်လို့သူကပြောပြပါတယ်။မေလ29ရက်နေ့သေဆုံးစီးရင်းထဲမှာတော့အများစုဟာတက်ကြီးရွယ်ဦးတွေဖြစ်ကြပြီးမြို့တော်ဘန်ကောက်မှာတော့အရေအတွက်22ဦးနဲ့အများဆုံးဖြစ်နေပါတယ်။ပြီးတော့ကဘာလက်ခီးသွားတွေလဲပတ်သွားလာမှုများပြားရာတခြားမျိုးတွေဖြစ်တဲ့ချောင်းပူရီမှာ7ဦး၊ချမ်းသာပူရီမှာ9ဦးနဲ့စင်းမိုင်မှာ3ဦးအသေးအပြောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ကမ္ဘာကရောဂါကြီးဖြစ်လူသားမျိုးနွယ်ကိုအကြီးအကျယ်ချင်းချောက်ခဲ့တဲ့ကာလတွေနဲ့ရှင်တော့လက်ရှိမှာကိုဗစ်ကြောင့်တေပြောင်းနှုန်းဟာအရန်နေနေစေလို့သိရပါတယ်။ထိုင်းရဲ့ယောဂါချင်းချောက်ရေးဌာန DDC ကတော့ကိုဗစ်ကူးစက်နှုန်းကိုရှင်းချဖို့အတွက်လူတွေအရန်နေနေကကတ်မနေတော့လက်ကိုမကြခဏဆေးကြောတာလူထုထတဲ့နေရာတွေကိုရှောင်တာမျိုးဒီလိုအခြေခံအကျဆုံးနည်းလမ်းတွေကိုပဲစက်တုံတင်ကြောင်းအကြံပြုထားပါတယ်။ကိုဗစ်ဟာတေနှုန်းနေနေပေမဲ့လေခုခံအားနည်းနေတဲ့တက်ကြီးရုပ်တွေအတွက် အသက်အနည်းငယ်ချင်းချောက်နိုင်တဲ့ယောဂတစ်ခုအဖြစ်ရှိနေသေးလို့လည်း BDC ကတတိပေးထားပါရှင့်